ကွေးရှာသွားတဲ့အရာတစ်ခုကိုအသစ်ထပ်ပိုးပြီးလာပတန်ဖို့ရှိတော့အောင် ပြုဖင်ဖန်တီးတဲ့ရှေးဟောင်းအမှုပညာတစ်ခုရှိနေတယ်ဆိုတာသင်သိပါသလားသင်သိပါသလားဂျပန်နိုင်ငံမှာကင်ဆူကီလိုခေါ်တဲ့ယာဇုနစ်ပေါင်းများစွာသက်တမ်းရှိပြီးဖြစ်တဲ့အမှုပညာတစ်ခုရှိပါတယ်သူ့ရဲ့အတိတ်ပဲကတော့ရွှေနဲ့ဆက်ချင်းဖြစ်ပြီးကွေးအပ်သွားတဲ့ကြွေတဲ့မြေတဲ့ပစ္စည်းတွေကို ရွှေငွေဒါမှမဟုတ်ပလက်တီနီယမ်မုံတွေရောဆက်ထားတဲ့အစေးသူမျိုးနဲ့ပြန်လည်ဆက်ဆက်တဲ့ဤပညာတစ်ခုပါပဲ။ ကျွန်တော်တို့အများစုကပစ္စည်းတစ်ခုခုကျိုးပဲ့သွားရင်အဲ့ရာတွေကိုတတ်နိုင်သလောက်မမင်းအောင် ဖုံးကွယ်ဖို့စူးစမ်းလေ့ရှိကြပေမဲ့ကင်းစုကြီးကတော့ဆန့်ကျင်ဘက်ပါပဲသူကအဲ့ဒီအဲ့ရာတွေကိုမဖုံးကွယ်တဲ့အပြင်ရွှေနဲ့မီးမောင်းထိုးပြပြီးအဲ့ဒီပစ္စည်းရဲ့တမိုင်းဝင်အစိပ်ပိုင်းတစ်ခုအဖြစ်ဂုံယူစွာနဲ့ပြတ်သွားပါတယ်ဒီအနုပညာဟာဆန်ဂါရစုကဂျပန်ရှိုးကန်ပရင် အရှိကာဝါယိုရှိမာဆာလက်ထက်မှာစတင်ခဲ့တယ်လို့ဆိုကြပါတယ်အေကရတ်ဘရင်ဟာ သူအနှစ်သက်ဆုံးလက်ဖက်ရည်ခွဲတလုံးကွဲသွားတဲ့အခါမှာပြန်လည်ပြုတ်ပြင်းဖို့အတွက်တရုတ်နိုင်ငံကိုပို့လိုက်ပါတယ်။ဒါပေမဲ့ပြန်ရောက်လာတဲ့အခါမှာတော့ Heslick တတုကလစ်ကြီးနဲ့ပြင်ဆင်ထားတာကိုတွေ့ပြီးစိတ်ပြတ်သွားခဲ့ပါတယ်။ဒါကြောင့်ဂျပန်လက်မှုပညာရှင်တွေကိုပို့ပြီးလှပတဲ့ပြုတ်ပြင်းနည်းတစ်ခုကိုရှာဖွေဖို့အမိန့်ပေးခဲ့ရတာကနေကင်ဆူကီဆိုတဲ့အမှုပညာဟာမွေးဖွားလာခဲ့လာဖြစ်ပါတယ်။ဒီပြုတ်ပြင်းလက်ဖြစ်စဉ်ဟာအလွန်စိတ်ရှည်ရပြီးအနှုတ်ဆက်ပါတယ်။ဥရုရှိလို့ခေါ်တဲ့သစ်ဆေးတစ်မျိုးကို ရွှေမုံတွေနဲ့ရောစပ်ပြီးကွဲအပ်သွားတဲ့အပိုင်းအဆောက်တွေကိုတခုချင်းစီပြန်လဲဆက်ဆက်ရတာပါဒီသစ်စင်ဟာရသပတ်ပေါင်းများစွာကြာမြင့်နိုင်ပြီးဒါကပြုတ်ပြင်းခြင်းဆိုတာထက်အစ်စ်တခုကိုပြန်လဲမွေခွားပေးတဲ့အမှုပညာဖန်တီးမှုတခုနဲ့ပိုရီးတူပါတယ်ဒါနိမဲ့ကင်ဆူကီရဲ့တကယ်အလှတရားကသူ့ရဲ့နောက်ွယ်မှာအတွေးခေါ်မှရှိနေတာပါသူကကျွန်တော်တို့ကိုမပြည့်စုံခြင်းထဲမှာအလှတရားရှိတယ်ဆိုတာကိုသင်ပေးနေပါတယ်သူရဲ့အဓိကသတင်းစကားကတော့လူသားတွေရဲ့ဘဝနဲ့ဆက်ဆက်နေပါတယ် ျွန်တော်တို့အားလုံးဟာဘဝမှာကွဲအချင်းတွေကိုကြုံတွေ့ရပါတယ်။စိတ်တန်ရာတွေ၊ဆုံးရှုံးမှုတွေ၊ကြာရှည်မှုတွေဟာကျွန်တော်တို့ရဲ့ဘဝခရီးလောင်းပေါ်မှာအရာတွေပါပဲ။ကင်ဆူဂီကတော့အဲ့ဒီအရာတွေကိုရှက်ရှည်ရာတစ်ခုအဖြစ်ဖုံးကွယ်ထားမဲ့အစားအဲ့ဒီအတွေ့အကြုံတွေကနေသင်ယူပြီးပြန်လဲရှင်းတန်းခြင်းကကျွန်တော်တို့ကိုပို့ပြီးကြန့်ခွိုင်၊ပို့ပြီးလှပပို့ပြီးတန်ဖိုးရှိတဲ့လူသားတယောက်ထစ်စေတယ်ဆိုတော့ကိုသတိပေးနေပါရဲ့။တင်းရဲ့အမာရွေးတွေဟာတင်းရဲ့သမိုင်းမှာအဲ့ဒီသမိုင်းကပဲ င့်ကိုတမှုထူးခြားစေပါတယ်အစောင်းဒီကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်